အဓိက MS Star ဆိုတာထက်ကိုကျွန်တော်မဝင်ငါကြိုက်တဲ့လူတယောက်နေနေပေါ့နော်ကျွန်တော်တစ်ဖက်မှာငားရက်ကမဝင်ငါစားတယ်နိုင်ငံတကာနဲ့ရှင်ကျွန်တော်တို့ကကျမ်းမလက်မှတ်တွေအများကြီးနဲ့ပြနိုင်တယ်ဆိုတော့ပို့ပြီးဂုံရတာပေါ့ကိုဘလောက်ပဲပြောနေပြောနေဒီလက်မှတ်တွေနဲ့တိုင်းတာကြတဲ့အရာတွေရှိတာဟုတ်ဒါတွေနဲ့တိုင်းတာရင်လည်းကျွန်တော်တို့ကမကြံခဲ့ပါဘူးပေါ့လို့ဆိုလက်ခံထားတာကဒီဒေါက်တာတွေပဲလက်တွဲပြတယ်ပေါ့နော် brand buster အနေနဲ့ဥတ္တိထားရတယ်တခြားအမှုပညာရှင်တယောက်ကဒီကျမ်းမနဲ့ဆိုင်တာကိုတော်ညာလိုက်မြင်သုံးတရာမှားယွင်းသွားရင်အဲ့ ဒီပညာရှင်ကိုတိတ်ပြီးတော့လူရဲဆဲမှာမဟုတ်ဘူး။ရဲဆက်လိုက်ပြီးတာလုံးဝမကြော်ညာဘူး။အဲ့ product တွေကခဏခဏလာကန်းလိုက်တယ်ဘာလို့လဲမသိဘူး။ client လည်းကျွန်တော်ညင်းနေရတယ်။ဒါကကျွန်တော်ကဆရာဝန်တယောက်အနေနဲ့တရားတွေကိုကျွန်တော်မကြော်ညာဘူး။မကြော်ညာသင့်ဘူးပေါ့ကျွန်တော်အဲ့လိုပဲယူဆတဲ့အတွက်ကျွန်တော်ဒီအရက်ကြော်ညာဘီယာကြော်ညာဆက်လိုက်ကြော်ညာကျွန်တော်မကြော်ညာဖြစ်ပါဘူး။ကျွန်တော်ဒေါက်တာနဲ့လက်တွဲပြည့်ခဲ့တာပြီးခဲ့တဲ့လ ీల ပိုင်းကလေးอ่ะပေါ့เนาะ ော်တာ brand master အနေနဲ့ကျွန်တော်လက်တွဲခဲ့တယ်အခုဒါဆရာပြည့်တို့အရင်ကတည်းကသူတွေ plan ပေါ့နော်လို့ဖို့အတွက်သူတို့အများကြီးကြိုးစားထားခဲ့တယ်ဒီနေ့မှတော့ဒါပြည်သက်တွေကိုသူတွေကိုအများကြီးကိုမိတ်ဆက်ပေးနိုင်ခဲ့ပြီပေါ့အာဒါကကျွန်တော်တို့ဆရာဝန်တွေဥရှိတယ်ဆိုုံနဲ့ပဲကျွန်တော်ယုံကြည်စိတ်ချမှုကြပြီပေါ့နော်အဲ့တော့မှဒီမှာကျွန်တော်တို့တကယ်ဟိုအဖြေတွေဒီရလက်တွေလက်မှတ်တွေနဲ့ကျွန်တော် တကယ်ပဲဟိုဒါကိုစစ်ဆေးပြီးတော့မှအတိမတ်ပြုထားပြီးတော့မှ ထုတ်တဲ့ဒီမုံဖတ်တွေဒီဟင်းရဲထဲမှာဆိုရယ်လုံအောင်ကိုဒီအချိုမုံနေတခြားလူဘေးဥပဖြစ်စေမဲ့လူစုတွေလုံအောင်မပောင်မဲနဲ့တကယ်မြန်မာမုံငါဆက်ဆက်ကိုရားနိုင်တဲ့အတွက်ကျွန်တော်လည်းတော့ဝန်တကုံရတယ်ပေါ့နော် MSTAR တယောက်စဉ်းစားရတယ်ပေါ့စဉ်းစားတဲ့အခါမှာဆရာဝန်လည်းဖြစ်စေခြင်းနဲ့ပြီးတော့ဟိုတခြားလူနာမည်ပြတ်တယ်လည်းမရှိတဲ့အနုပညာရှင်တယောက်ဖြစ်စေခြင်းနဲ့ပေါ့အားနဲ့ကျွန်တော်လည်းစကားပြောဖြစ်တဲ့အခါမှာကျွန်တော်လည်းဒီရဲ့ဒေါက်တာရဲ့စာစာရေးစာကြည့်ရဲ့အခါမှာတကယ်ပဲ အာကိုဂရန်နဲ့သဘောကျရတယ်သူရတော့အဓိကကျွန်တော်တို့ကမွင်ကစားပြီးရင်သွေးတိုးကြရတယ်မွင်ကစားပြီးတက်နေတယ်အိတ်လာအောင်မယ်လို့ဒါတွေရှိကြတာကိုကျွန်တော်မြန်မာလူမျိုးမွင်ကအရန်နဲ့ကြိုက်တယ်မဆောင်လည်းမဆောင်နိုင်ကြဘူးတွေ့ရင်လည်းဒီလမ်းမှာအလွယ်တကူဝယ်တဲ့ဟာတွေကိုပဲစားတတ်ကြရတယ်ပေါ့နော်အခုကတော့တကယ်ကိုပဲဟိုကျမ်းမိုင်နဲ့ညီလောက်ထားတယ်အရသာလည်းရန်ကောင်းတယ်ပြီးလို့ရှိရင်တကယ်ဆိုင်မှာဟိုတခြားလေးပေါ့တောက်တောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘလို့လူမျိုးအတွက်ကိုမဆိုပေါ့နော်ဥမာလှကျင်လို့ပဲဖြစ်ဖြစ်ကျမ်းမာကျင်လို့ပဲဖြစ်ဖြစ် အာပြီးတော့ယောဂခံစားနေရတဲ့စီးဆိုးတို့ကကျွန်တော်တို့ကဘယ်ယောဂမဆိုကျွန်တော်တို့ကဗဇက်ကစားလို့ရတာပဲဖြစ်ဖြစ်ဒီပိုက်နဲ့စားရတဲ့လူတွေပဲဖြစ်ဖြစ်ဘယ်သူ့ကိုမဆိုဘောနော်အာကျွန်တော်တို့ဒီ service တွေပေးနေပါတယ်လို့ food service တွေပေါ့ပြီးရင်နောက်ထပ်ပွဲလန်းတပင်တွေပေါ့အဲ့မှာဆိုလို့ရှိရင်လည်း catering service အနေနဲ့ကျွန်တော်အားတွေလည်းပေးနေတယ်အနံပါတ်1ကကျွန်တော်ကစမ်းပိုင်နေမျိုးပေါ့အရန်ရေးကြည့်တယ်လူနာတွေအတွက်ဆိုလို့ရှိရင်လည်းအာလူနာနဲ့တဲ့တဲ့အစားစားဟုတ်မှဟုတ်ရဲ့လားတခါလေလူနာနဲ့တဲ့တဲ့အစားစားတော့ဖြစ်တယ်ပြင်ဆင်တဲ့အခါမှာ ်တန်ရှင်းမှုတွေများအားနည်းနေမလားဆိုတာအရင်အရေးကြီးတယ်ဒါပေမဲ့တာမန်လူတယောက်တောင်မှအစားတောက်မှမတန်ရှင်းရင်ဝမ်ရှော့ဝမ်ပြတ်ဖြစ်တယ်ပေါ့နော်အာလူနာယောဂါတွေခံစားနေရတဲ့လူတယောက်အတွက်ကဒီမတန်ရှင်းတာတွေကအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်အာဒီဟာတွေအတွက်ကိုကျွန်တော်ဒေါက်တာကနေတေချာကိုအာဒီအစာပိုင်းနဲ့ထားစားရတဲ့သူအတွက်ဆိုလို့ရှိရင်လည်းသူအစာပိုင်းနဲ့ပုံမှန်စားလို့ရတဲ့လူနာအတွက်ဆိုလည်းပုံမှန်စားလို့ရတဲ့လူနာအတွက်တူးချင်းစီလိုက်ကိုလိုက်တွက်ပေးထားတာအဲ့လိုမျိုးပုံမှန်ပေါ့နော်ဝိတ်ချခြင်းဒါပဲစား ဝါချင်ဒါပဲဆက်ပေးနေလူမျိုးမဟုတ်ပဲနဲ့တူးချင်းစီရဲ့အာခန္ဓာကိုယ်မှာလိုအပ်တဲ့အစားအစာတနေ့တာလိုအပ်တာကိုသေချာတွက်ချက်ပြီးတော့မှ personalize လုပ်ပြီးတော့မှအာပြင်ဆင်ပေးတာမျိုးပေါ့။အဓိက MSR ဆိုတာထက်ကိုကျွန်တော်မဝင်ကားကြိုက်တဲ့လူတယောက်နေနေပေါ့နော်။ကျွန်တော်တပတ်မှာ9လောက်ကမဝင်ကားစားတယ်။အဲ့တော့ဒါကကျွန်တော်မြန်မာအရသာအဆက်ပေါ့နော်။မြန်မာစားစရာတစ်ခုဖြစ်တယ်။အာအဲ့ဒါကိုမှခုနကလိုအာနိုင်ငံတကာနဲ့ရှင်ကျွန်တော်တို့ကစမ်းမာရေးအမှတ်တွေအများကြီးနဲ့ပြနိုင်တယ်ဆိုတော့ပို့ပြီးခုံရတာပေါ့။ တကယ်တကယ်တမ်းကိုဘလောက်ပဲပြောနေပြောနေဒီလက်မှတ်တွေနဲ့တိုင်းတာကြတဲ့အရာတွေရှိတာဟုတ်ဒါတွေနဲ့တိုင်းတာရင်လည်းကျွန်တော်တို့ကမကြံခဲ့ပါဘူးပေါ့အဲအခုကတော့လောဆယ်လက်ခံထားတာကဒီဒေါက်တာတွေပဲလက်တွဲပြတယ်ပေါ့နော် brand buster အနေနဲ့ကျွန်တော်အဓိကကျွန်တော်ကကန်လန်းတာမျိုးဆိုရင်ကျမိုက်နဲ့စိုက်နာလေးတွေပုံများတယ်ဆရာဝန်ဖြစ်တဲ့အတွက်လေအဲ့တော့အဓိကသူတို့ရဲ့ကျမိုက်ပုံမှာဘယ်လောက်ထိယုံကြည်စိတ်ချရလဲဆိုတော့ကျွန်တော်ကြည့်တယ်အာပြီးလို့ရှိရင်တကယ်ပဲပြည်သူတွေအတွက်ကိုအကျိုးပြုတဲ့ brand တစ်ခုဖြစ်ရလားဒါတွေနဲ့ပဲကျွန်တော်ချိန်ပါတယ်ကြော်ညာလေးတွေဆိုရင်နိုင်တယ်ကျွန်တော်ပို့ပြီးသတိထားရတယ် တခြားအနုပညာရှင်တယောက်ကဒီကျမ်းမာရေးနဲ့ဆိုင်တာကိုတော်ညာလိုက်မိရင်ဒီအတွက်အနေဖြစ်သွားကိုကအဓိကစိတ်မကောင်းဖြစ်ရမှာအဖြစ်ရှိသလိုခံစားရမှာပေါ့နော်လူတွေဆဲတာနောက်မှာသူတို့ပဲကြုံရင်လည်းဆဲတယ်မကြုံရင်လည်းဆဲတယ်ဆိုတော့ဆဲတာကြီးဆဲတာကြောက်လို့မဟုတ်ဘူးနော်လူတွေကိုကအများကြီးဟိုကောင်းတဲ့ຢာတွေမပေးနိုင်သေးခင်မှာကျွန်တော်တို့ကဒုက္ခရောက်ရှင်တဲ့ຢာတွေကိုကလမ်းညွန်ပေးလိုက်သလိုဖြစ်မှလည်းအရင်ဆိုရင်ရပါတယ်တခြား product တွေကန်လန်းနေဆိုကျွန်တော်တို့တိတ်အမီအဓိကကတော့ကျမ်းမာရေးနဲ့ဆိုင်တယ်ဥပမာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်အရက်ဆက်လိုက်ပြီးရလုံးဝမကြုံညာဘူးအဲ့ product တွေကခဏခဏလာကန်းလန်းတယ်ဒါတော့သူတို့မှသိမှာပေါ့နော်ခဏခဏကန်းလန်းတယ်ကန်းလန်းတိုင်းလည်းကျွန်တော်ညင်းနေရတယ်ဒါကကျွန်တော်ကဆရာဝန်တယောက်အနေနဲ့တရားတွေကိုကျွန်တော်မကြော်ညာဘူးမကြော်ညာသင့်ဘူးပေါ့ကျွန်တော်အဲ့လိုပဲယူဆတဲ့အတွက်ကျွန်တော်ဒီအရက်ကြော်ညာဘီယာကြော်ညာဆက်လက်ကြော်ညာကျွန်တော်မကြော်ညာဖြစ်ပါဘူး